မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာတိုင်းငံလုံးကဆရာကြီးမင်းသိန်းခါရဲ့စာဖတ်ဝါသနာရှင်များသာမကကြောက်စဲနဲ့တမျိုးလုံးကအသီးကြတဲ့ဇေဒီတစုရဲ့သမိုင်းကြောင်းကိုတင်ဆက်ပေးသွားကြမှာရဲ့ရှင်။ ထိုစေဒီကတော့ပါဇက်ရာဇဝင်နေနဲ့စိတ်ဝင်စရာကောင်းတဲ့ကြောက်တတာစေဒီပဲဖြစ်ပါတယ်။ကြောက်တတာစေဒီကတော့ကြောက်စဲမျိုးစူတီရက်ကရွှေသားလျောင်းတောင်ဆောင်မှာတည်ရှိတဲ့စေဒီပဲဖြစ်ပါတယ်။တောင်ပေါ်ကကြောက်တတာကြီးမှာမနူစာရီရဲ့လက်တစ်ဖက်ကိုထိမ့်သိမ်းထားတယ်လို့လည်းဒေသခံတချို့ကယူဆကြပါတယ်။တောင်ပေါ်ကိုတော့ခြေချင်းတက်ရမှာဖြစ်ပြီးအမြင့်ကပေ900လောက်မြင်တာမို့ခဏပဲတက်ရပါမယ်။တောင်ပေါ်ရောက်ရင်တော့ကြောက်တတာစေဒီကိုဖူးမြော်နိုင်တယ်လို့တာပုံသဏ္ဍာန်ဖြစ်နေတဲ့ကြောက်တုံးကြီးများနဲ့မနူစာရီရေကန်ကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။သမိုင်းကြောင့်ရာကြောက် တ္တဒါစေရီဟာပထမအင်းဝါခင်မှာမင်းကြီးစွာစောကဲကတိုင်ငန်းလှည့်လဲရင်ကျောက်တ္တာနေရာမှာဓာတ်တော်တွေရောင်စီကမျိုးတာကိုဖူးတွေ့ရတာမို့ဇေဒီတီထားခဲ့တယ်လို့သိရပါတယ်ကျောက်တ္တာစေရီနဲ့ပတ်သက်ပြီးဒေသခံတွေပြောစကားအရာပါဇက်ရာဇဝင်အမျိုးမျိုးရှိခဲ့ပါတယ်ဆရာကြီးမင်းသိန်ခါရဲ့မနူစာရီဝိတ္ထုမှာတော့ဒီကျောက်တ္တာထဲမှာဝိဇာဆန်းဆန်းခြေရအမှတ်အသားရှိတဲ့မနူစာရီရဲ့လက်တစ်ဖက်ရှိနေတယ်လို့ရေးသားထားပါတယ်မနူစာရီဟာနတ်သမီးတစ်မြတ်လှပသူလည်းဖြစ်ပါတယ်ညင်ညံသွေးထက်မြတ်တာမို့အိတ်သားပြီးရင်တရားသူကြီးချုပ်ယာဒူးကိုလည်း ရှိထားသူဖြစ်ပါတယ်ထို့သို့လှပတဲ့အပြင်ဉာဏ်ရည်ပါထွက်မြတ်တာကြောင့်ဘယင်ရဲ့ချိမြောက်မှုကိုလည်းခံရခဲ့ပါတယ်ထို့သို့ခံရတဲ့အပေါ်မှာမနာလိုသူတွေကမနုဇာရီကိုမနာလိုကဖျက်ဆီးကြပေမဲ့မအောင်မြင်ခဲ့ပါဘူးဒီနေ့မှာတော့မနုဇာရီရဲ့ချစ်သူစစ်ထွတ်ချိန်မှာဝိစာတတ်တစ်ခုကို ပြုလို့ရမှာမနာလိုသူတွေကဘယင်ကိုဂုံးတိုက်ခင်တာကြောင့်ဘယင်ကစုံးတက်ဖြစ်ပြူစားမယ်လို့အထင်နဲ့မနုဇာရီကိုထောင်သွင်းခိုင်းခဲ့ပါတယ်ဒါပေမဲ့တရားသူကြီးချုပ်အစ်စ်ကတော့မနုဇာရီကိုတတ်မိတ်ပေးပြီးတော့တတ်ဖို့အထီပါကြံခဲ့ပါတယ်မနုဇာရီရဲ့အစွမ်းကြောင့်ဒ ြားလန်တွေကမတီးပဲစိတ်လျှော့လိုက်တဲ့အခါမှာတော့မနူစာရီရဲ့ညာလက်တစ်ဖက်ဟာပြတ်သွားပြီးပောက်ကွဲသွားတာကြောင့်အိတ်သားပြည်ကြီးကလည်းမီးလောင်ပျက်စီးရတယ်လို့ရှင်းသားထားပါတယ်။မနူစာရီရဲ့ချစ်သူကလည်းစစ်ပွဲကပြန်လာပြီးပျက်စီးနေတဲ့အိတ်သားပြည်ကြီးနဲ့မနူစာရီရဲ့လက်ပြက်ကိုမြင်တဲ့အခါမှာမနူစာရီသိပြီးအထင်နဲ့ကိုကိုကိုအဆုံးသတ်ခဲ့တယ်လို့လည်းရှင်းသားထားပါတယ်။မနူစာရီကလည်းသူ့ရဲ့ပြတ်တောက်နေတဲ့လက်တစ်ဖက်ကိုသူ့ချစ်သူပြန်ဆက်ပေးမှသာပြန်ဆက်ဖို့တစ္ဆာဆိုပြီးမြန်မာနိုင်ငံမှာလူဝင်စားဖြစ်နေတဲ့သူ့ရဲ့ချစ်သူကိုယနေ့တိုင်ရှာဖွေနေတယ်လို့လည်းရှင်းသားထားပါ ါတယ်ဒီဇလန်းဝိတုကိုဖတ်ပြီးတဲ့နောက်မှာတော့ဆရာကြီးမသိန်ခါရဲ့စာဖတ်ပရိသတ်တွေကပါကျောက်တတာစီဒီမှာမနူစာရီရဲ့လက်တစ်ဖက်ရှိနေတယ်လို့လဲယုံကြည်ကြပါတယ်နောက်ထပ်ပါဇက်ရာဇဝင်တစ်ခုကတော့တခါကနွားចောင်းသားလေးတယောက်ဟာနွားចောင်းနေရင်ရတနာတွေအပြည့်နဲ့ကျောက်တတာကြီးကိုတွေ့တဲ့အခါမှာလောဘစောတက်ပြီးရတနာတွေကိုယူလိုက်တာကြောင့်ကျောက်တတာကြီးဟာအလိုလိုပိတ်သွားခဲ့ပြီးနွားចောင်းသားလေးရဲ့လက်တစ်ဖက်ဟာလည်းပြတ်သွားခဲ့တယ်လို့ဆိုပါတယ်ဒါမို့တချို့ဒေသခံတွေဟာတတားထဲမှာရတနာနဲ့အတူနွားចောင်းသားလေးရဲ့လက်ပြတ်ကြီးလည်းရှိနေတယ်လို့ယုံကြည်ကြပါတယ်ကျောက်တတာကြီး ီးကိုဖွင့်နေတော့ကတော့မြစ်သားမျိုးနဲ့ရွှေမင်းဝင်တောင်ပေါ်ကမှလည်းရှိတယ်လို့ဆိုကြပါတယ်။ဒါတွေဟာဝိတ္ထုတွေပစက်ရာဇဝင်တွေဆိုပေမဲ့ကြောက်တ္တာကြီးတဲ့မှာတော့ယရနာပစ္စည်းရှိမရှိလက်ပြည့်ကြီးရှိမရှိကတော့ယနေ့တိုင်းယုံကြည်ကြစေအိယာဝင်ပုံမြင်လိုပဲဖြစ်နေစေဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ကြောက်တ္တာကြီးဟာငလျင်ကြောင့်ပြိုကျနိုင်တဲ့အနေအထားရောက်နေတာကိုတွေ့မြင်နိုင်ပါတယ်။ကြောက်တ္တာကြီးနဲ့ဆက်ဆက်နေတဲ့မြစ်သားမျိုးနဲ့ရွှေမင်းဝင်တောင်ပေါ်ကဇေဒီနဲ့တော်ရန်ကြီးဟာလည်းငလျင်ကြောင့်ပြိုကျမြေခခဲ့ရပြီဖြစ်ကြောင်းကိုဝမ်းနေပွေတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါ ါတယ်ရှင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဗဟုသုတဖြစ်ပေါ်တဲ့သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့ကြံပေးပါရစေရှင်